မင်္ဂလာပါရှင်ကျမတော့ဖူအီရီနွယ်ပါ DV ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ် COVID-19 ရန်မုံငွေကနေကြက်သိန်း200အထက်ချေးယူထားတဲ့ရန်ကုန်တိုင်းအတွင်းကလုပ်ငန်းရှင်တွေကိုလာမယ့်2026ခုနှစ်မတ်လနောက်ဆုံးထားပြီးတော့ချင်းငွေအကြေပြန်ဆက်ရမယ်လို့စစ်တလက်အောက်ခံရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကသတ်မှတ်ထုတ်ပြန်လိုက်ပါတယ် ချင်းခွေအများဆုံးပြန်လည်ကောက်ခံရရှိရေးအတွက်ဆွေးနွေးပွဲကိုပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မြို့ကုံတဲများနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှပြုလုပ်ခဲ့တာဖြစ်ပြီးအဲ့ဒီဆွေးနွေးပွဲမှာပဲလုပ်ငန်းရှင်တွေချင်းခွေအခြေပြန်ဆက်ရမယ့်ကာလကိုစစ်တပ်လက်အောက်ခံဝင်ကြီးချုပ်ဦးစိုးသိန်းကအတိအပြပြောကြားခဲ့တာပါရန်ကုန်တိုင်းဟာကိုဗစ်ချင်းငွေထုတ်ယူမှုအများဆုံးဖြစ်တယ်လို့ပြန်ပေးဆက်ဖို့ကြွေးကြံအများဆုံးကြံရှိနေတဲ့တိုင်းဒေသလည်းဖြစ်တာကြောင့် ချက်သိန်း200အထက်ချင်းယူထားတဲ့လုပ်ငန်းရှင်တွေဟာချင်းငွေကို၃ကြိမ်ခွဲပြီး2026ခုနှစ်မတ်လအတွင်းအကြည့်ပေးဆက်ရမယ်လို့သူကပြောခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ချင်းငွေချင်းမီပြန်ဆက်ဖို့ပြက်ကွက်ရင်စီမံခန့်ခွဲမှုနည်းလမ်းတွေနဲ့အရေးယူလာပြီးပြုလုပ်နိုင်တယ်လို့လည်းလုပ်ငန်းရှင်တွေကသူကသတိပေးပြောကြားခဲ့ပြီးတော့နိုင်ငံတော်ပိုင်ငွေတွေကိုအသိစိတ်တတ်နဲ့ပြန်လည်ပေးဆက်စီလိုကြောင်းလည်းပြောဆိုခဲ့တယ်လို့သိရပါတယ်ရှင်။ လူငင်းချမ်းသာခွင့်ပြုလိုက်တဲ့အတွက် ARR တိုင်းပသိမ်မြို့အချင်းထောင်ကနေအချင်းသူတယောက်နဲ့အချင်းသား9ယောက်စုစုပေါင်း10ယောက်ပြန်လည်လွတ်မြောက်လာတယ်လို့ပသိမ်မြို့ကံတွေစီကနေသိရပါဗျ။ပြန်လွတ်လာသူတွေကတော့ကြောင်းကုန်းရေကြီးကံကြီးတောင်နဲ့ပသိမ်မြို့မှာနေထိုင်သူတွေဖြစ်ပြီးလူမှုကွန်ရက်မှာ like နဲ့ comment ပေးလို့ပုံမှန်905ကကြီးတက်ပြီးအဖမ်းခံနိုင်ရသူတွေဖြစ်တယ်လို့သိရပါဗျ။ ပြန်လွတ်လာသူတွေဟာကျောင်းကုန်းက3ယောက်၊ရေကြီးက1ယောက်၊ကံကြီးတောင်က1ယောက်၊ပသိန်က1ယောက်နဲ့အခြားမြို့နယ်တွေက2ယောက်ဖြစ်ပြီးတော့ပသိန်က1ယောက်ကတော့သတင်းအထူးတပ်ဖွဲ့ပသိန်ဆိုတဲ့အကောင့်ကို like နဲ့ comment ပေးလို့905ကကြီးနဲ့ထောင်နှစ်နှစ်ကြာတာနှစ်လနေပြီးတော့ပြန်လွတ်လာတာလို့ပြောပါတယ်။အာနာသိန်းစစ်တပ်ကရာဇတ်ကြီးဥပဒေပုံမှ905ကကြီးနဲ့ပြည်တံချမှတ်ခံရသူ900ကျော်ကိုခံဝင်နဲ့ပြန်လွတ်ပေးကြတာဖြစ်ပြီးအကျဉ်းသား2300ကျော်ကိုတော့905ကကြီးနဲ့ပတ်သက်တဲ့ပြည်တံတွေကို short ပေါ်ပေးလိုက်တာပါ။ ဒါပြင်အဲ့ဒီပုံမှန်နဲ့အမှုဖွင့်ခံထားရသူ9000ကျော်ကိုလည်းအမှုပိတ်သိမ်းပေးလိုက်တာဖြစ်ပါရဲ့ရှင်။စစ်တပ်ရဲ့လူငင်းခွင့်နဲ့လွတ်မြောက်လာတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ကဦးချီတိုကတော့တိုင်းပြည်လူမျိုးနဲ့ပါတီအတွက်အလုံးဆက်လုပ်ဖို့အားတင်းထားတယ်လို့ DUV ကိုပြောပါတယ်။မြက်သစင်ကတင်ချက်ပေးထားပါရဲ့ရှင်။ အာနာသိန်းစစ်ကောင်စီကပုံမှန်905ကားကြီးနဲ့ဖမ်းဆီးအကျဉ်းချထားသူ900ကျော်ကိုနိုဝင်ဘာလ26ရက်နေ့ညကပြစ်ဒဏ်လွဉ်ငင်းခွင့်ပြုခဲ့ပြီး2300ကျော်ကိုတော့ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်401ပုံမှန်ခွဲ1အရာ905ကားကြီးနဲ့ပတ်သက်တဲ့ပြစ်ဒဏ်တွေကိုရှော့ပေါက်ပေးလိုက်ပါတယ်။အဲ့ဒီလိုလွဉ်ငင်းချမ်းသာခွင့်ပေးလိုက်တဲ့အတွက်ရန်ကုန်တိုင်းအင်းစိန်အကျဉ်းထောင်က ပုံမှန်905ကကြီးနဲ့အကျဉ်းချခံထားရသူအမျိုးသမီးအယောက်90နဲ့အမျိုးသား165ယောက်တို့ဟာလည်းပြန်လည်လွတ်မြောက်ခဲ့ပြီးအဲ့ဒီအထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ဗဟုသတင်းပြန်ကြားရေးအဖွဲ့ကဥကြည်တိုးနဲ့အပါအဝင် ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာတဲ့ဥကြည်တိုးကပါတီအတွက်ဆက်အလုပ်လုပ်ဖို့အတင်းထားတယ်လို့ဆိုပါတယ်။အဲ2021မှာပဲတို့ထိန်းသိမ်းခံခဲ့ရပါတယ်။ ဒိန်းခံခဲ့ရပြီးတော့ငါးငါးနှမှုနဲ့တော့ထူးထူးခြားခြားပေါ့ဗျာငါးငါးနှမှုနဲ့အပြစ်ခံကြပြီနှစ်နှစ်ကြာတဲ့ခါကျမှတတိယမှုအဲ့ဒါဆိုနေအဲ့33ခါဝဲအတက်ခံရတယ်ပေါ့ဟာပါတော့ဒါလည်းတော့ခုလောလောဆယ်ကတော့ကျင်းလုံး၄ရက်တည်းအပိုက်တင်းနဲ့တနည်းကြော်ကြတော့စောပြီးလှုပ်ပေးတယ်ပေါ့ဒါပါပဲအဓိကတော့ကျွန်တော်ထောင်းတော့ကျမ်းမာရေးကောင်းအောင်နေတယ်စိတ်သက်ခွန်အားရှိအောင်နေတယ်ကိုချင်းချင်းစောင့်ရှောက်တယ်နောက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးတွေအပြင်ပါတီတွေကျွန်တော်တို့ အပြင်မှာဆက်အလုံးလို့မဟုတ်တော့ကျွန်တော်အားတင်းထားရတာပါပဲပုံမှန်905ကကြီးဆိုတာကတော့အများပြည်သူထိတ်လန့်အောင်မှတ်မှန်သတင်းဖြန့်တာအစိုးရအရာတန်းအမှုတန်းကိုပြစ်မှုကျူးလွန်လှုံ့ဆော်တာလို့ဖြစ်ပြီးထောင်နဲ့၃နှစ်အထိချမှတ်နိုင်တယ်လို့စစ်တပ်ကအာဏာသိမ်းပြီးကစား2021ခုနှစ်ဖေဖော်ဝါရီ14ရက်နေ့မှာဖြည့်စွက်ထားတဲ့ပုံမှန်ဖြစ်ပါတယ်။ရှင်းနေဦးကြီးပြင်းကတော့ဒီပုံမှန်ဟာစစ်အစိုးရကိုဝေဖန်သူတွေကို နိုင်ငံရေးပုံမှတမင်တက်တဲ့ပုံမှဖြစ်ပြီးအခုလွတ်ပေးလိုက်တဲ့သူတွေဟာအစကတည်းကအဖမ်းခံရတဲ့သူတွေမဟုတ်ဘူးလို့ဆိုပါတယ်။နိုင်ငံရေးကအဓိကမဟုတ်ဘူး။နဲ့ကတာပေါ့။စစ်စိုးကသူတို့ကိုဒီကဘာယူကပြောတယ်လိုက်ပြီးပြေးတယ်ဒါမျိုးတွေပေါ့။အဲ့ဒါမျိုးတွေနဲ့ကတဲ့သူတွေဖမ်းတာပေါ့။ဒီဆရာတို့လည်းပါတယ်လေ။ပုံစံဖွဲ့စည်းပုံကိုပြင်ဖို့ဆိုပြီးတော့ဟိုရှင်းမင်းနဲ့ပဲပြောတယ်အဲငါငါလည်းဆရာရဲ့ကုသိုလ်ဝေရဲ့ဗီနီယိုစီရဲ့တရားဆိုရင်အဲ့ဒါဟိုအဲ့ဒါကလေးတွေလည်းများတယ် ဟိုနိုင်ငံကြီးပုံမှန်တမင်တက်တာပါဟိုတမင်တတမန်กว่าဟိုလိုနည်းနည်းပါးပါအတင်းဆောင်လေးကောင်မခံဘူးပေါ့နော်အဲအဲ့ဒူတွေကငါကငါတက်တာပါနော်အဲယူကော့ဘွတ်တွေကသုံးချတာပေါ့နော်ဝါရဖြတ်တာပေါ့နော်အစတွေကဒူတွေကဖမ်းရတယ်လေဖမ်းနေတယ်တွေ့ဖို့ဘူးလေအဖမ်းနေတယ်တွေ့မဟုတ်တော့လွတ်ပြခြင်းအဖြစ်သူအမျက်ထုတ်လိုက်တာပေါ့ပေါ့နော်စေအောင်စုကပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရသူ9580ကိုလည်းအမှုက ပိတ်သိမ်းပေးခဲ့တယ်လို့ဆိုပါရယ် လာမယ့်ဒီဇင်ဘာလကုန်ပိုင်းမှာစပြီးစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့အတွက်အဲ့ဒီလိုအမှုပိတ်သိမ်းလိုက်တာလို့စစ်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။လက်ရှိမှာပုံမှန်905ကာဂျီနဲ့အမှုဖွင့်ခံထားရလို့တိုင်းတစ်ပတ်ကိုထွက်ပြေးတင်းရှောင်နေရတဲ့ကိုဇော်အမိလွဲကတော့အခုလို905ကာဂျီနဲ့အမှုဖွင့်တာကိုပိတ်သိမ်းတဲ့အပေါ်အယုံကြည်မရှိဘူးလို့ဆိုပါတယ်။ ကျွန်တော်အထက်ပြန်လာလို့ရှိရင်တေချာပေါ့သူတို့ကတော့ဒါနဲ့တော့မဟုတ်ဘူးခုနကသူတို့ပြောမယ်အကျမ်းပတ်အားပေးလို့နောက်ပြီးကျွန်တော်အခုလုံးမဲ့ရွေးကောက်ပွဲကျွန်တော်အယုံကြည်မရှိဘူးအတူတူရောပဲဆိုတော့အတူတူရွေးကောက်ပွဲအယုံကြည်မရှိတဲ့တကြောင်မလို့ဒါတွေကိုစန့်ကျင်မှုတွေနဲ့လုပ်နေရတဲ့ကြောင်မလို့သူတို့ကဒီအားဆိုရင်ပို့ပြီးတော့အတူတူရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကဥည်ထုတ်ထားတာရှိရအောင်အဲ့ဒါနဲ့ပို့ပြီးတော့ပြင်းထန်တဲ့ခံစားမှုတွေနဲ့ပို့ပြီးတော့ပြင်းထန်တဲ့ထောင်းနေလုပ်နိုင်တယ်သူတို့လက်ရှိမနေ့ကထုတ်ပြန်တဲ့ဒီငားငားတွေရွေးနေဆိုတော့ကျွန်တော်တို့ကအယုံကြည်မရှိဘူးတကယ်တော့စစ်တပ်က 905ကကြီအမှုအတွက်လူငင်းချမ်းသာ권ပေးလိုက်လို့ပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားအရေးအတွက်ဟာသူတို့ဖမ်းဆီးထားတဲ့ပမာဏနဲ့ရှင်ကြည့်ရင်မပြောပါလောက်တဲ့ပမာဏဖြစ်နေပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများ권ရဲ့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကတော့အခုလိုလူငင်းချမ်းသာ권ပေးတာဟာစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲအတွက်ဟန်ပြသဘောတသက်သာလှုပ်ပေးခဲ့တာလို့လဲတုံ့သက်ပြောဆိုပါတယ် ိုစတဲ့အနေနဲ့တော့ဒီလိုငါးငါးတွေကိုဟန်ပြတဘောမျိုးပေါ့နော်ရှေ့ကနေမှရွေးကောက်ပွဲကိုအကြောင်းပြပြီးလွတ်ပေးခြင်းအဖြစ်နိုင်ငံတကာကလည်းသူတို့ဟာအပြုတော်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကိုစပြီးမှလှုပ်ဆောင်လာပြီးဆိုတော့အမြင်မျိုးကိုသူတို့လိုချင်တာပါတယ်နောက်တစ်ခုကဟိုသူတို့တွေရွေးကောက်ပွဲလှုပ်ဖို့အတွက်ရည်ရွယ်ပြီးမှလွတ်ပေးတယ်ဆိုတော့သတင်းစကားကိုဥတီပြီးမှလွတ်ပေးတာဖြစ်တဲ့အတွက် မိတိတည်င်းဌာနကပဲရေးရေးပေါ့နော်ဟိုဒါဟာရွေးကောက်ပွဲတွေညီမန်း၍လွတ်ပေးလိုက်ပါလေဆိုတော့တည်င်းဌာနဟာပြည်တွင်းကရောပြည်ပရောရေးကြမှာဖြစ်တဲ့အခါမျိုးမှာသူတို့ရဲ့ရွေးကောက်ပွဲကိုပါဘယ်လိုပြောမလဲ promote လုပ်ထားပြီးတာဖြစ်တယ်ပေါ့နော်ဒီတော့ရွေပြီးမှပဲလွတ်ပေးရလို့ကျွန်တော်မြင်တယ်တကယ်တကယ်အချင်းဆောင်ထဲမှာလွတ်ပေးမယ်ဆိုရင်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါဝင်တမရီဦးဝင်းမြတ်အပါဝင်နိုင်ငံရေးကျင်းသား2000ကျော်တော်နိုင်ငံရေးကျင်းသားအလုံးပေါ့နော်လွတ်ပေးဖို့လိုအပ်တယ်2021စစ်အာဏာသိမ်းပြီးနောက်2025ဧပြီလအထိ စစ်ကောင်စီကလူငင်းချမ်းသာခွင့်18ကြိမ်ကြီးညာခဲ့ပြီးအဲ့ဒီပြန်လွတ်လာသူတွေတဲ့နိုင်ငံရေးအကျဉ်းသားဟာ8000ကျော်သာရှိပြီးဒါဟာလူငင်းမှာ နိုင်ငံရေးအကျဉ်းသားလွမြောက်မှု800ခန့်နှုန်းသာရှိပါတယ်။နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ရဲ့2021ခုနှစ် February လကနေ2025ခုနှစ် November လ26ရက်နေ့အထိစည်ရင်းတွေအရာနိုင်ငံရေးနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံရသူ3000ကျော်ရှိပြီး အဲ့ဒီထဲက2000ကျော်ဟာထိမ့်သိမ်းခံနေရဆဲဖြစ်တယ်လို့ဒီထိမ့်သိမ်းခံထားရသူတွေတဲ့1000ကျော်ကတော့ထောင်ထဲချမှတ်ခံထားရပါတယ်။ကျမမျက်သစင်ပါရှင်။ဒီဗီယိုမြင်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးကြီးနေပါ ကြည့်ရှုနာဆင်မိကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်